အခုပြောပြခြင်းနဲ့အကြောင်းအရာလေးကအုံနောက်လေ့ကျင့်ခန်းဘယ်လိုလုပ်ရမလဲနဲ့ဘာကြောင့်အုံနောက်လေ့ကျင့်ခန်းလုပ်ရလဲဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြခြင်းပါလေဒီအကြောင်းအရာကိုပြောပြတဲ့ဆရာဝန်နာမည်ကတော့ Wendy Suzuki ပါသူရဲ့ဘဝအကြောင်းလေးကိုလည်းပြောပြထားပါတယ်သူဟာ neuroscientist ဖြစ်ပြီးတော့ Wendy Suzuki ကိုပြောတာပါ neuroscientist ဖြစ်ပြီးတော့သူကအုံနောက်နဲ့ပတ်သက်တာလေးကိုသူကသူဒေသနာပြုတ် သူတည်သနာပြုနေတဲ့အချိန်မှာ तू ဟာသူ့ရဲ့အလုံးနဲ့အိမ်ထဲပဲနေတယ်အပြင်ကိုလည်းမထွက်ဘူး तू ဒါပဲအလုံးကွန်တရတဲ့အချိန်မှာ तू 3 thermometer တစ်ခုရှိတာ तू ဟာလူဟာပိုပြီး25ပေါင်ပိုလေးလာတယ်ပတ်ဝန်းကျင်နေတဲ့အဆက်အသွယ်မရှိဘူးဆိုတာ तू တွေ့တာအဲ့နဲ့ तू အပြင်လုံကနေ तू သွားလောက်ကြည့်တဲ့အခါမှာအပြင်တွေကြားရမှာဆိုရင်လည်း तू ဟာဝင်လို့ဆန်တော့မရဘူးဆိုတာဖြစ်လာအဲ့ဒါနဲ့ तू ဟာဘာလုပ်လဲဆိုတော့ငါလူရဲ့ဂျာနဲ့မှာ စကားပြောနိုင်အောင်ဝင်ပြီးတော့ဝင်ဆက်နိုင်အောင်ဆိုပြီးတော့ကျ၄လေးချင်းအနေပါလို့လောဘင်းနဲ့သူဘာတိထားမိတာလဲဆိုတော့ငါငါရဲ့လုံနေတဲ့အခုသူတည်တနာမှာဒီဥစ္စာကိုသူတည်တနာလုံတင်နေဆိုပြီးတော့သူအလုပ်တယ်ဆိုနံပါတ်၄ကအုံနောက်လေးချင်းငန်းသူတယ်ဆိုတာစာဖတ်ပြီးတော့အလုပ်ပြန်ကျက်တာတော့ကတော့သူအဲ့ဒါလိုမျိုးကိုပြောတာမဟုတ်ဘူးသူကအုံနောက်လေးချင်းငန်းတော့တဲ့ခါမှာကောက်ကာရလေးချင်းငန်းအောင်သူကလောက်ပါ ဘာလို့ကိုကာရလေးချင်းကလောက်ရလဲဆိုတော့အုံတော်မှာတပိုင်းရှိတပိုင်းကဒီကျွန်တော်တို့ဒီစင်စာရာတွေအာယုံစိုက်တာတွေအဲ့ဒါတွေအတွက်ကိုပါတဲ့တပိုင်းနဲ့နောက်တစ်ပိုင်းကရိုးရိုးနေစနေတိုင်းလောက်တဲ့အလုပ်ကို ထိနေဥစားလေးပေါ့ဆိုတော့အဓိကတော့ဒီရဲ့ဒီရဲ့ထိုင်ပြီးစကားပြောတာတွေစင်စာရာတွေအာယုံစိုက်တာတွေအဲ့ဒီအပိုင်းဟာအရေးကြီးရလို့ပိုကြီးရလို့ပြောအောင်ပေါ့နော်ဘာဆိုတော့လူတွေကိုမှတ်မိတဲ့လူတွေအကြောင်းပြန်ပြောတယ် ောက်ပြီးတော့တီရီနဲ့ပတ်သက်တာတွေကိုဘာလို့တင်နေပါညာဆိုတော့အရေးကြီးတယ်။နော်အဲ့ဒီအပိုင်းကပဲအသက်ကြီးတာတွေဆိုင်ရာသတိမေ့တာတို့သင်ရေးပြန်နာတို့ဟာဟိုရင်အခုဖြစ်တဲ့အကြောင်းအရာတွေကိုမှတ်မိတာတို့အခုပဲပြောတယ်အခုပဲမေ့တယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်တာအဲ့ဒီအပိုင်းကဖြစ်တာဆိုတော့အဲ့ဒီအပိုင်းတွေကိုမဖြစ်အောင်လို့ဘလို့လို့သင်လဲဆိုတဲ့ဥစ္စာကိုအဲဆရာမဒီလိုပြောတော့အခုဆရာဝန်လေးခေါ်လို့ရပါဘောနော်ဒါပေမဲ့ဆရာဝန်တော့မဟုတ်ဘောသူတည်တလားဆို ဆိုတော့ तू ဟာဘာလုပ်လဲဆိုတော့ဘာကြောင့်လုပ်တင်လဲဆိုတော့လမ်းရှောက်တယ်တီးရနေတဲ့ဘတ်လမ်းရှောက်လမ်းရှောက်လို့ရှိရင်ဒီအုံနောက်ထိမှာဟလာဒီဒီအုံနောက်ကနေပြီးတော့ဒီရှေ့ပိုင်းမှာကွနာဟိုစင်စားရပါတော့တယ်ပိုင်းကနည်းနည်းပူကြီးတာကြီးတော့ဘာဖြစ်လဲလမ်းရှောက်တယ်အုံနောက်ကနည်းနည်းပူကြီးတာတဲ့အဲ့တော့ဘာဖြစ်လဲဘာဖြစ်လဲဆိုတော့ကွနာယောဂါဘောအယ်ဇိုင်းမတ်စ်တို့တတိမေတာရောဘာရောအဲ့ဒီအုံနောက်ကိုဒီ တိုက်ခိုက်မယ်ဆိုလို့ရှိရင်တိုက်ခိုက်ရမယ့်ဥစ္စာလားမသေးသွားဘဲနဲ့ကြီးရဲ့အတွက်ကြောင့်တုံယုံတိုင်အောင်တိုက်ခိုက်လို့မရဆိုတော့ကြီးရမယ်ကျွန်တော်တို့ဘာလို့မှာနော်ဟာတည်ရတည်ရလမ်းသွားပြီးလမ်းလျှောက်နေပြီးတော့တည်ရတည်ရဟိုစာအုပ်ဆိုင်သွားနေတဲ့စာအုပ်သမားတွေလမ်းမလျှောက်သွားနေတဲ့ဘန်းသလားနေတဲ့လူတွေပေါ့ညာနော်ဟိုဥမဝပြောစာရေးဆရာတွေပေါ့စာစာရေးတိုက်ခိုက်တိုက်ခိုက်သွားတိုက်ခိုက်တိုက်ခိုက်သွားတိုက်ခိုက်တိုက်ခိုက်သွားအဲ့လိုသွားတဲ့စာရေးဆရာတွေအသက်80 80လောက်ကြီး တတိမေ့တယ်ဆိုတော့မရှိသလောက်ပဲကျွန်တော်မှတ်မိပြလားပေါ့နော်ရှင်ရဲရှိကြအောင်မရှိရင်လည်းမရှိကြဘူးကွာဒါမှမဟုတ်တို့က80 80တော့ဒီမှန်မှန်သွားနေရတဲ့တွေ့ရတာတတိမေ့ကြအောင်ကျွန်တော်သိတဲ့စာရေးဆရာတော်များဆိုအသက်80လောက်ထိရအေးစစ်စီပဲတတိမေ့ဆိုတော့မရှိကြဒါမှမဟုတ်အဲ့ဒီတော့မလုပ်ဖ ೇನೆ တနေရာထဲမှာထိုင်ပြီးတော့ဟို ဇိန်နဲ့ပန်ကအောက်မှာနေအဲကွန်းထဲမှာနေပြီးတော့နေစာရေးဆရာတို့ချိန်80-80လောက်ဆာစပြီးသတိမေ့လာတာတို့အဲယောဂါတွေဝင်လာတာတို့အဲ့ဒါမျိုးတွေတွေ့ရတယ်။နောက်ပြီးဟာဒီမှာဆရာကြီးတို့မှာအယ်ဇိုင်းမဆရာတော်ကြီးအမိဟန္တာကျွန်တော်တို့တော့မသိတော့ဘူးဆိုတော့အဲ့ဒါဖြစ်ဆိုသူဆရာကြီးအေးဆရာဝန်ဒီဆူဇူကီရတော့သူကဘာပြောလဲဆိုတော့အဲ့ဒါကိုတုတ်ကြည့်ပါ။နောက်လမ်းလျှောက်ကြည့်ပါ။လမ်းလျှောက်တာပိုက်ဆံမကုန်ပါဘူး။လမ်းလျှောက်တာအလကားတဲ့။နောက်ပြီးတော့အဲ့ဒီလမ်းလျှောက်ခြင်းအဖြစ်နဲ့အုံနောက်ကို ကြီးထွားစေပြီးတော့ခုနကပြောတဲ့ယောဂာကြီးရဲ့တိုက်ခိုက်တဲ့တောင်းတွေပိုခံနိုင်တဲ့အတွက်ကြောင့်အုံနောက်အတွက်ကိုပြီးချိန်ကလောက်ကြပါလို့ပြောသွားပါတယ်ဟာငါထောင်ပေးရတဲ့ချစ်စစ်တင်ပါတယ်